ြားဥလာလေးတခုပြောပြကြပါတယ်။ဒါကတော့ကဆရာတော်တစ်ပါးစီကိုဓမ္မရောက်လာပါတယ်။ဟုတ်ကဲ့ပါဆရာ။ဆရာတော်ဘုရားတပည့်တော်မမပူပန်မှုတွေများလုံးပါတယ်ဘုရား။အဲ့ဒီပူပန်မှုတွေစိတ်တော်ခါရောက်နေရာတွေပြေပြောက်သွားအောင်ရှင်ဘုရားတရားဟောပေးပါလို့ပြောလိုက်ပါတယ်။ဟုတ်ကဲ့ပါဆရာ။အဲ့ဆရာတော်ဟုတ်ပြီဒကမာကြီးတရားဟောမယ်ဒါပေမဲ့ဆရာတော်ကဟိုမှာ တောင်ပေါ်မှာစေရီတဲနေတယ်အဲ့ဒီစေရီဘော်လားဒကမာကြီးနဲ့သွားကြရအောင်ဟိုပေါ်ကြတော့ဟောမယ်ဒကမာကြီးကိုခေါ်သွားပါလေအဲ့ဒီတောင်ကုန်းအခြေလေးရောက်တော့အိုကေတွေကလည်းအဲ့မှာပုံထားတာပေါ့နော်ဆရာတော်ကလည်းအိုကေနိုင်တော့လေး၅ခဲလောက်ကောက်ပြီးတော့ရင်ဘတ်မှာပိုက်ပြီးတဲပါတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဒကမာကြီးကမေးပါလေဆရာတော်ဘာလုပ်ဖို့လားဟိုမှာဖျားတည်နေတာဒီလိုပဲအိုကေနည်းနည်းနည်းတည်ရတယ်ဟာတမန်တော်လည်းဒါဆိုတင်ပေးပါမယ်ဖျားဆို တပည့်တော်ခေါင်းပေါ်မှာအခဲတွေတင်ပေးပါဆိုဆရာတော်ကလည်းတစ်ခဲတစ်ခဲတင်တာပေါ့ရသေးတယ်ဗျာတင်မအောင်ဗျာတင်မအောင်မရနဲ့ခေါင်းပေါ်မှာငားခဲလောက်ဖြစ်သွားတယ်ဟုတ်ကဲ့ပါဆရာအဲ့ဆရာတော်နောက်ကလိုက်တာပေါ့ဟုတ်ကဲ့ဆရာတောင်းဖို့နည်းနည်းတက်ပြီးတော့မနိုင်တော့ဘူးအခဲကလေးလာပြီလေအဲ့တော့ဟုတ်ကဲ့ပါနောက်ကမမီတော့ဆရာတော်ကလက်ကြည့်တက္ကမကြီးဘာဖြစ်လဲတမ္မာဗျာအုတ်ခဲကလေးလိုပါဗျာတကယ်ပါကြီးတလုံးလျှော်လိုက်ဟုတ်ကဲ့တလုံးလျှော်တော့ကလိုက်ပြန်ရောခဏနေတော့မလိုက်နိုင်ပြန်ဘူးဟုတ်ကဲ့ပါဆရာ တကယ်မကြီးလေးနေပြီလားမြမဖះတလုံးလျှော့လိုက်နဲ့တောင်ပေါ်ရောက်လဲရောက်ကောခဲတလုံးမဲပါလာတော့လေအပေါ်ရောက်တော့ခဲချပေါ့ဟုတ်ချပြီတော့ဆရာတော်ဆရာတော်ဖះတပည့်တော်မစိတ်တော့ကရောက်နေတယ်ပုံပြင်တော့ကဖြစ်နေတာလေတရားဟောမယ်ဆိုဟောပါတော့ဖះတကယ်မကြီးရေတရားဟောရုံနဲ့မကောက်တရားလဲပြပြီးပြီဆိုတော့မှဟုတ်ကဲ့ပါဆရာဟုတ်အဲ့ဒီကမကြီးလေသဘောပေါက်သွားတယ်ဟုတ်ကဲ့ဆရာဟုတ် ဒကမာကြီးအိုကေတွေကိုလွှတ်ချလိုက်တဲ့နေရာမှာပေါ်ပါမသွားဘူးလားတချို့လည်းတောင်ပေါ်ရောက်လာတာပေါ့ဒကမာကြီးလွှတ်ချနိုင်မှတရားကိုရလိမ့်မယ်နော်ပေါ်ပါသွားလိမ့်မယ်ဆိုတော့ဒကမာကြီးလည်းသဘောပေါက်သွားပါတယ်ကျွန်တော်ဟုတ်ကဲ့ပါဆရာဆရာတို့ဟာမြေပြဖို့လိုပါတယ်လွှတ်ချနိုင်ဖို့ဆရာတို့လိုပါတယ်ငါတို့အခဲမကြည့်ဘူးကွာလို့ စိတ်ထဲကနေပြီးတော့မကြည်မနက်ဖြစ်နေတာကိုပဲပုံရင်တော့ကရောက်ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်အဲ့တော့တစ်ဖက်သားကိုပုံရင်တော့ကနော်ကိုပုံရင်တော့ကဖြစ်စေတဲ့နော်တစ်ဖက်သားကိုမုံနေတာတွေကိုစိတ်ထဲမှာတော့ကဖြစ်နေတာတွေအားလုံးကိုမိပြဖို့လွတ်ချဖို့အရေးကြီးပါတယ်ဟုတ်ကဲ့ပါဆရာဆရာတချို့လူတော်တော်များလည်းတွေ့ရတယ်ပေါ့နော် ကိစ္စအသေးဖွဲကိစ္စလေးမှာတခါလေးလေးပင်ပင်ပေါ့နော်အဲ့လိုမျိုးတွေးခေါ်ပြီးတော့မှပင်မနဲ့လူတွေလည်းရှိတတ်တယ်ပေါ့နော်ဆရာအဲ့ဒီပုံမှာရောဆရာအနေနဲ့နေတူပါပေါ့နော်တွေးကြုံနေရတဲ့အသေးဖွဲကိစ္စလေးတွေပေါ့မှာဘယ်လိုမျိုးလေးတာကြင်ကြံလိုက်မယ်ဆိုရင်တော့ကိုကနေတိုင်းမှာပေါ့နော်ဟိုជីជីမမလှော့ချဆရာမလိုတော့ဘူးကိုကနေတတူပါမှာကိုတရဏနိုင်ရလေးကိုတဖြည်းဖြည်းလျှော့ချသွားမယ်ဆိုရင်တော့ဒါကိုလည်းလွတ်လပ်မယ်နောက်ပြီးတော့ကိုလည်းပေါ့ပွားသွားမှာဖြစ်တဲ့အတွက်အမြင့်ကိုလည်းရောက်သွားနိုင်တယ်ဆိုတော့လေဆရာအနေနဲ့အဲ့ဒီပုံလေးမှာတောင်းတချက်လေးပြောပြပါအောင်ရှင် လူတွေတော်တော်များများကလေကိုထိမ့်ချုပ်လို့မရတဲ့အရာတွေကိုစဉ်းစားကြတာပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့ဒါကြောင့်မလို့လေပုံမှန်တော့ကားတွေဖြစ်လာတာပေါ့ဟုတ်ကဲ့ပါဆရာအခုမိတွေဖြစ်တယ်ဟုတ်ကဲ့ပါဆရာဟာမိပြတာကကျော်လိုက်အိမ်နဲ့မိပြတာပဲဆရာကြီးလေမိပြတာပဲဟုတ်ကဲ့အတူတူပဲလေဟုတ်ကဲ့ပါဆရာဘယ်လိုထားလဲဆိုတာပဲအရေးကြီးတယ်ဟုတ်ကဲ့ပါဆရာဟုတ်အဲ့လိုပဲတင်းမောတစီကရေထဲမှာတွားနေတဲ့အခါမှာဘေးမှာရေတွေမရှိဘူးလားရှိပါတယ်ဆရာဟုတ် အဲ့ဒီရေတွေကြောင့်သင်္ဘောမြုပ်တာလားမဟုတ်ဘူးမဟုတ်ပါဘူးဆရာအဲ့ဒီရေကသင်္ဘောထဲဝင်မှဘာဖြစ်တာလဲသင်္ဘောမြုပ်တာသင်္ဘောမြုပ်တာဟုတ်ကဲ့ပါဆရာခုနဇူလိုင်မီးရံကပြောရင်ဘေးပဝင်းကျင်ကအတွေ့အီးဘေးပဝင်းကျင်ကပြောနေတာလေကိုယ်စိတ်တဲ့ကိုဝင်သွားပြီးတော့အဲ့ဒီကိုယ်စိတ်ကအဲ့ဒီဘောမှာတုံ့ပြန်မှုလုံးမှခုနစိတ်ဒုက္ခရောက်တယ်စိတ်ဒုက္ခရောက်တယ်ဆိုတာဖြစ်လာတာဟုတ်ကဲ့ပါဆရာဟုတ်တော့ခုနဘေးကရေသင်္ဘောထဲမဝင်ရင်သင်္ဘောနစ်เสียအကြောင်းမရှိဘူးဟုတ်ကဲ့ပါဆရာအဲ့လိုဘေးကမကောင်းတဲ့စကားတွေမကောင်းတဲ့တရင်တွေ ဘေးပတ်ဝန်းကျင်ကနေပြီးတော့နော်ကိုယ်စိတ်ကိုထိခိုက်စေမဲ့ဟာတွေကိုကအဝေးမခံရင်ဟုတ်ကဲ့ပါဆရာဘာမှဖြစ်เสียအကြောင်းရှိပါအောင်ကြားဟုတ်ကဲ့ပါဆရာဒီနေ့မှဆိုရင်ပေါ့နော်ဆရာလွှတ်ချလိုက်ပါဆိုတော့ခေါင်းဆက်မှာကြည်ကြည်ပြန့်ပြန့်လေးပေါ့နော်ဘဟုသူတာကြီးအများကြီးအောင်လဲဆရာဆွနေပေးခဲ့တယ်အဲ့ဒီတော့လဲဆရာကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပါပြီ